မင်္ဂလာပါတာတာမီမီလေးတို့ရေဒီနေ့တော့ဇန်ညွန်းဆရာမိုးမိုးစောဝင်းရေးထားတဲ့သူတော်ကောင်းရောင်ဆောင်သောကြီးအကြောင်းကိုပြန်လည်ပြောပြပေးမယ်နော်ဒီသူတော်ကောင်းရောင်ဆောင်သောကြီးအကြောင်းကိုပကြီလေးတွေပုံဖော်ပေးတာက ရွှေရိုးရာကဖြစ်ပါတယ်ဟိုးရှေရှေတုန်းကအလံဝေးလာတဲ့သမုတ်တရားခကြီးကိုကူတန်းပြီး ုံတွယ်အလုတ်ကိုလှုပ်ကြတဲ့တင်မောသားများဟာကန်းကြီးမျက်တကောင်ကို အမြဲယူဆောင်သွားရတယ်တဲ့။သမုတ်တရားရေပြင်ကအရန်ကျေပြောတာမို့သူတို့ဟာရက်ပေါင်းများစွာရွက်လွှဲသွားလာကြတဲ့အခါမှာကန်းကြီးမျက်ကိုရှေပြေးအဖြစ်လွတ်ပြီးနေရာကြည့်ခိုင်းလေရှိပါတယ်။ကန်းကြီးမျက်တို့ရဲ့သဘောအရဟိုးတစ်ဖက်မှာစိုက်ကက်ဆရာကန်းကြီးကိုခရရေးမြင်ရပြီးဆိုရင် ကမ်းခြေရှိရာကိုပြန်တောင်းတတ်တယ်။သူတို့မျက်စိတဆုံးမှာဘယ်ကမ်းခြေမှမမြင်ရသေးဘူးဆိုရင်တော့မူလတင်းမောစီကိုသာပြန်လာတတ်ကြပါတယ်။ကာတီတိုင်ကကုံတဲ့များဟာတင်းမောစီပြီးကုံကူးဖို့ရာအလို့ငါထွက်လာကြတဲ့အချိန်မှာကမ်းကြီးငှက်အဖြစ်ကြီးငှက်တကောင်ကိုယူဆောင်လာတယ်တဲ့။ကံမကောင် အကြောင်းမလစွာနဲ့ရေလန်းခရီးရဲ့ဒဏ်ကြောင့်တင်မောနစ်မြုပ်သွားတဲ့အခါမှာကြီးငယ်ဟာခိုကိုးရမယ်ဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်ကြီးငယ်ဟာသမုတ်တရားအလဲမှာရှိတဲ့ကျွန်းတစ်ခုပေါ်ကို ပြန်တန်းသွားခဲ့ပါတည်းအဲ့ဒီကျွန်းပေါ်မှာလူသူအယောက်အပေါက်မရှိတာမို့ငယ်မျိုးစုံဟာလွတ်လပ်ပျော်ရွှင်စွာ ကျက်စားနေကြပါတယ်။အားလုံးရဲ့သဘောတူညီချက်တင်မြောက်ထားတဲ့ငှက်မင်းဟာလဲကျုံးပေါ်မှာရှိသည်မြငှက်များအားလုံးကိုတရားမျှတစွာ အုပ်ချုပ်ပါတဲ့။လဲဝဲတဲ့ကြီးကသူအရင်ရောက်နေနေတဲ့ငှက်တွေကိုကြီးပြီးချိန်တူတူနဲ့တွင်ကျဲစိတ်ဝင်စားခံရဖို့အတွက်ထူးဆန်းတဲ့လောရက်တွေကိုငှက်အများမြင်တာအောင်ပြုလုပ်ပြခဲ့ပါတယ်။သူအမိကိုလည်း ဒမ်မိကလို့ပြောပြပြီးဒမ်မိကရဲ့အတိတ်ပဲဟာ တရားနဲ့အညီကျင့်ကြံနေထိုင်သူပါလို့အားလုံးကို ပြောပြတယ်တဲ့ဒါအပြင်သူဟာကဘာမြေကြီးလေးမှာဆိုလို့သူ့ခြေထောက်ကို မြေပြင်ပေါ်ရက်တဲ့အခါတချောင်းစီသာရက်တဲ့အကြောင်းအသားငါမစားတတ်တက်လွတ်တာစားကြောင်းစသဖြင့်အများကြီးညိုအောင်မဟုတ်တာတွေကို အဟုတ်လုပ်ပြီး တရွေးနေလွှင့်ခဲ့တာပဲအကြီးအရင်ကငင်းငင်းချမ်းချမ်းပဲနေခဲ့ကြတာမို့ကျိုးပေါ်မှာရှိတဲ့ငှက်တွေဟာဓမ္မိကရဲ့ပြောပေါက်ဆိုပေါက်တွေကို လိန်ညာနေတယ်လို့မယိမ့်မိခဲ့ကြဘူးဒါကြောင့်လဲသူ့အပြောနဲ့တည်းជីညိုလေးစားစိတ်တွေဝင်းပြီးနေရာပေးပြီးဆက်ဆံခဲ့ကြတယ်သူတို့အစာရေရှာဖွေထွက်တဲ့အချိန်မှာလဲသူတို့ရဲ့သားသမီးမြင်းမြစ်တွေကို အတိုက်အမြုံနဲ့တကွဓမ္မိကစီမာစိတ်ချလက်ချအနဲ့ထားခဲ့ကြတဲ့။ငယ်အပေါင်းဟာအစာတွေရှာဖွေပြီးတော့ကို့အတိုက်အမြုံရှိရာကိုပြန်ရောက်တဲ့အချိန်မှာတော့ရော့ပါနေတဲ့သားသမီးတွေကိုတွေ့ရတဲ့အချိန်ရင်ပတ်စီတီဖြစ်ကုန်ကြတာပေါ့။ဓမ္မိကကိုတန်တရားဝင်ဖို့ဆိုတာကတော့စိတ်ကူးထဲမှာတောင်မရှိဘူး။တဘာဝဘေးအနည်းငယ်လို့ရာ ထင်နေကြတယ်။ဒမ်မီကာကလည်းသူဟာအတက်အော်အော်ပေါင်းများစွာကိုစောင့်ရှောက်ကြည့်ရှုရတာမို့တာဝန်လေးဟင်းသွားကြောင်းဝမ်းနဲ့ပက်လက်နဲ့ဟန်ဆောင်ပြတဲ့ကွယ်။ဒီလိုနဲ့နောက်နေ့နောက်နေ့တွေမှာလည်းဒီလိုဖြစ်ရက်တွေဖြစ်ပြက်အကြိမ်ကြိမ်စိတ်လာတဲ့အချိန်မှာတော့ငယ်မင်းဟာဓမ္မိကအပေါ်တန်တရားဝင်ခဲ့ပါပြီ။တခြားကလာပြီး နှိမ့်ဆက်စရာလည်းမရှိပါဘူး။ငှက်သားပေါက်ကလေးတွေဘယ်သူလက်ချက်နဲ့ပျောက်ဆုံးနေရလဲဆိုတာကိုအမှန်အတိုင်းတွေးတတ်သွားခဲ့ပါပြီ။ဒါကြောင့်ငှက်မီဟာနောက်တနေ့အစာထွက်တဲ့အချိန်မှာငှက်အပေါင်းနဲ့လိုက်ဟန်ပြရပြီးနောက်မှကြံခဲ့တယ်။သူဟာဓမ္မိကရဲ့အရေးအယံကိုစောင့်ကြည့်နေခိုက်မှာပဲ။ဓမ္မိကဟာရက်ဆက်စွာနဲ့ငှက်ကလေးတွေကိုတကောင်းပြီးတကောင်း တဝတပြဲနဲ့အရှင်လက်လက်စားသုံးနေတာကို တွေးလိုက်ရတဲ့ကွယ်သူဟာစားလို့ဝါပြီဆိုတော့မှနှုတ်ခမ်းပန်းနာတက်ပြီးတော့အိမ်တရေပြန်ဆဲပြီးတက်ကိုင်းတစ်ခုမှနားကအတိုက်အမြုံတွေကိုတောက်လျှောက်နေဟန်ပြန်လှုပ်တဲ့ကွယ်အထင်တန်းလို့ငှက်များပြန်လာတဲ့အခါမှာတော့ဒါပြတမီပြငှက်မိပါများဟာ ထုံးစံအတိုင်းငိုဝဲကြီးစေကြပါရဲ့အဲ့ဒီအချိန်မှာငမင်းဟာရဲရင်စွာနဲ့အခုလိုပြောကြခဲ့ပါတည်းငမင်းအိုးငဲ့အပေါင်းတို့တင်တို့ရဲ့သားသမီးငယ်တွေကိုရက်ဆက်စွာတေအောင်ပြုခဲ့သူ သူတို့ရဲ့အသွေးနုနုအသားနုနုလေးတွေကို ရုပ်မာစွာစားတော့သူကိုငါမျက်စိနဲ့တက်အပ်မြင်ခဲ့ပြီး အဲ့ဒါကတော့ငါတို့ကျုံးပေါ်ကိုသူတော်ကောင်းကြီးပမာရောက်ရှိလာတဲ့ဓမ္မိကဆိုတဲ့ကြီးယုံမှာပဲဖြစ်တယ်။သူဟာဗဇက်ကပြောတာတခြားကိုယ်တိုင်ပြုကျင့်တာကတခြားနဲ့နှုတ်ပြောချိုတလောက်အတွင်းသဘောကောက်ကြည့်သူဖြစ်တယ်။မွေဟောက်လိုကြောက်စရာကောင်းတဲ့သူတော်စင်ရောင်ဆောင်နေတဲ့ဒီကြီးကိုငါတို့အခုပဲဝိုင်းဝေးဆုံးမလိုက်ကြစို့တဲ့။ ငယ်မင်းရဲ့စကားအဆုံးမှာပဲကြီးမတ်ရဲ့ယုံမှမှုတွေကိုမခံစားနိုင်ကြတော့တဲ့ငှက်အပေါင်းဟာသူတစ်ချက်ကိုတစ်ချက်နဲ့ဝိုင်းဝေးထိုးစိတ်ပြီးတော့ကြီးမတ်ကြီးကို ဆုံးမလိုက်ကြတယ်အဲ့ဒီနေရာမှာပဲကြီးမတ်ကြီးလဲတေဆုံးသွားခဲ့ရတဲ့ကွယ်ပုံမြင်လေးကတော့ဒါပါပဲတတမီမီလေးတို့ရေကဲတတမီမီလေးတို့ရေ ဒီဇက်ကောင်လေးကို နားထောင်ပြီးတဲ့အချိန်မှာဘာလေးတွေကိုသိရှိရလဲဆိုတာကိုတာတာမီမီလေးတို့ရဲ့အတီလေးတွေနဲ့အတူကိုမတ်မှာရေးပေးသွားအောင်နော်တာတာမီမီလေးတို့ရဲ့အတီလေးတွေနဲ့တီချေကပြောပြတဲ့အတီလေးတွေနဲ့ဒူညီလာဘာတွေကွဲပြားမှုရှိလဲဆိုတာကို တို့တွေလေ့လာကြည့်ရအောင်မျှဝေကြတာပေါ့နော် ဟုတ်ပြီကလေးတို့ရေဒီသူတော်ကောင်းရောင်ဆောင်တော့ကြီးအကြောင်းကိုနားထောင်ပြီးတဲ့အခါမှာဘာလေးကိုရလဲဆိုရင်ဗဇက်ကဖျားဖျားလက်ကကာယကာယဆိုတဲ့အတိုင်းပဲဗဇက်ကပြောတာနဲ့အတွင်းစိတ်ကလွဲချော်နေရတဲ့ရုပ်မာတဲ့စိတ်ထားပိုင်းရှင်တွေကိုမိမိအတိညာဉ်နဲ့ဝေဖန်ခွဲခြားနိုင်ကြပါစေလို့ဆန္ဒပြုပါတယ်ကွယ်ပုံမြင်လေးကအကျိုးရှိတယ်ဆိုရင်လေ ချန်တဲ့သူတွေတီအောင် like and share လေးလုပ်ဖို့မမေ့နဲ့နော်ဒီချေကတော့ဒီချေခွချိုဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ကွယ်ကျေးဇူးပါ